ဲ့တော့တရားပြုံနေပြီဝါထယံတက်သန်းလေးနဲ့ဝါထယံလေးနဲ့ကာထားတာအဲ့ဒီဆောင်မနေရင်ငါအဲ့အတွက်အဆောင်ဆောင်မင်းတို့ဘယ်သထင်းမှမပြုံးဘူးအဆောင်ဆောင်ဖို့လည်းလာကြတယ်အရှင်ဘုရားတပည့်တော်ဆောင်ဆောင်မယ်တဲ့သံဃာဆောင်ဆောင်ပေးလိုက်ယောဂီဆောင်ဆောင်ပေးလိုက်ဓမ္မယုံဆောင်ပေးလိုက်ဆွမ်းကြောင်းဆောင်ပေးလိုက်ဒါပဲညွန်းတယ်ငါအဲ့အတွက်တော့အဆောင်လေးနဲ့ဆောင်ယူထားမှအောင်ဟင်းလို့မရှိဘူး အဲ့ဒီတေးကြောင်းလေးနဲ့ပဲနေတယ်အဲ့ဒီတေးကြောင်းယခုတည်းရှိသေးတယ်အဲ့ဒီတေးကြောင်းလေးနဲ့ပဲနေတယ်ယောဂီတော်စဉ်းစားကြည့်ကိုယ်အဲ့ဒီနေရာမှာရောက်ရင်လေကိုယ့်အတွက်တော့တစောင်းစားလေးတော့ခြံထမ်းမှသိကြတယ်ယခုဇာတိကအဲ့လိုမရှိမပြည့်ပြည့်အောင်တရားအဆောင်တွေကိုပဲကြည်ညွန့်တယ်သူ့အတွက်မကြည်ညွန့်ဘူး သူ့အတွက်လူမယ်ပြောရင်တောင်မှတခြားအဆောင်ကိုပဲညှင်းမှန်းပြီးတော့လူခိုင်းတာတကယ်ကိုချွန်းချွန်းချန်ချန်နေတဲ့ပုဂ္ဂိုလ်များကြီးဆိုတာယုတ်ပြီးတော့သိဖို့လိုတယ်ဆွမ်းမစားပဲနဲ့နေနိုင်တဲ့ဆွမ်းတစ်ခုလေးနဲ့စားလို့ရတယ်ယုတ်ပြီးတော့လူရင်လေးကောင်းပြီးမလူရင်လေးကောင်းပြီး ဟောဆရာတော်ဘုရားကြီးငါတို့ပို့ထားတဲ့စွန့်တွေနဲ့ဒီလိုစမ်းနိုင်မှာပဲမရှိရင်မစမ်းနိုင်မှာမဟုတ်ဘူးလို့တော့မထင်လိုက်မရှိမစမ်းမနေလဲနေလို့ရတယ်တပတ်လေးနေလို့ရတယ်တက်လာလေးနေလို့ရတယ်ဇာရင်လေးဖြစ်တယ်မအိမ်ဘင်းနေလေးနေလို့ရတယ်တခါတခါဆိုရင်ဘုဘုတော်ထင်တယ်မအိမ်ဘူး မအိုက်ဘူးတခါတခါညတနာကြီးနှစ်နာရီမှကြောင်းပတ်ပြီးတော့ပြန်သွားတာမနဲ့ဘယ်ရှင်ရောက်နေမှမသိ၃နာရီလောက်ဆိုရင်ပလင်ပေါ်ထိုင်နေသူများလုံးလေးပါအဲ့ရကောင်းကောင်းနဲ့ဇင်ကြမ်းကြမ်းနဲ့တခိုးခိုးအဲ့ဒီလိုလေးဇင်ခံတဲ့အခြင်းမရှိအယခေတ္တတာတည်းမှာမုံဘဲသရေဇာတဲ့ပန်းတိကျအဟိတဲ့ထိပ်ပြီးတော့တောက်နေတာလေတခါမှမရှိဘူး အင်္ဂါအခန်းထဲမှာအရင်လေးတော့ထိထားပန်းသီးလေးတော့ထိထားလို့တခါမှမရှိဘူးကိုဟာကောကောက်ပေါက်တာမျိုးလေးတခါမှမရှိဘူးကရင်ပေါက်တယ်မကရင်ပေါက်ကိုဟာကောကောက်ပေါက်တာဆိုတော့ရင်လေးရှိဒါကြောင့်တကယ်ကိုယုတ်ကြီးတော့ကိုယ်ကိုယ်စိတ်ကနေတဲ့ပုဂ္ဂိုလ်ဟာတာမန်ပုဂ္ဂိုလ်မဟုတ်ဘူးအထင်းတွေအမြင်တွေလွင်မှဆိုလို့ အထင်တယ်မြင်တယ်လွင်မှစွလို့ဇင်ခံနေတာမဟုတ်ဘူးကားတယ်ဆိုရင်လည်းပဲဒါတော့အတင်းလူထမ်းလို့ငါအတွက်ဘေကားဝယ်ပေးဘာလုပ်ပေးတခွန်းမှတခါမှမပြောဘူးကားလင်ဝယ်ဘရားအေးဟိုမြေတည်တဲ့ကားလူလိုက်ဘက်ဖို့လူလိုက် အများသုံးတဲ့ကားလူလိုက်ဒါပဲပြောတယ်ငါအတွက်ဘေသင်ခန်းဘေကားဘေเจ้าဆောင်လေးဘလို့ဆွစားရမှရင်တော့ တခါမှမရှိဘူးဒါတရားတကယ်ကိုကြီးညိုစရာဘုံတော်လိုက်နာကျင့်သုံးစရာအချက်တစ်ခုပဲဒီတော့ပြည့်လိုချင်သမျှပြည့်စုံနေတဲ့ပုဂ္ဂိုလ်မယူတာတော်တော်လေးကိုဒါမလွေဘူးအများအကျိုးကိုပဲကြည်တာချိုးချိုးချမ်းချမ်းနေတယ်နောက်ဒန္တနာတစ်ခုက ဆရာတော်ဘုရားကြီးဟာကောင်းမှုအတွက်ဆိုရင်ဘယ်တော့မှနမဆုတ်ဘူးရေဝံတတ္တိရှိတယ်ရေဝံတတ္တိရှိတယ်ဘယ်တော့မှနမဆုတ်ဘူးဆိုရင်စိတ်လည်းမရှိဘူးလောက်မယ်ဆိုရင်လောက်တာပဲမဖြစ်ဖြစ်အောင်လုပ်ဘယ်နှကြင်ပြည့်မလဲပြည့်မစင်မဖြစ်ဖြစ်အောင်လုပ် ။အာရှင်ဘုရားမဖြစ်ဘူးဖြစ်တယ်ဖြစ်အောင်လုပ်။ဘောအရင်ကဆိုရင်ဘုံဘုတော်တော့မမီပါဘူး။ဘာမြိုင်တို့ကြီးချင်းလမ်းလည်းမရှိဘူးတို့ကြီးချင်းမှာ။တို့ကြီးချင်းမှာလမ်းမရှိဘူး။အဲ့ဒီတုန်းကဆိုရင်ဒီဖက်ကလေးဝါဖက်ကတဒါလည်းမရှိဘူး။ဘုံတော်ဆက်သွားတော့ကဆိုရင်အဲ့ဒီကားကြီးကိုဇက်ပေါ်မှာတင်ပြီးဟောဘကန်းကူးရ။ဟောဘကန်းရောက်ပြီးတော့မှလမ်းကလည်းဒီလိုမြေသားလမ်းပေါ်လမ်းအကောင်းကြီး မဟုတ်ဘူးတလေကုံသွားမိုးရှုံးမှရောက်အဲ့ဒီတိုးကြီးချင်းမှာဇေဒီတော်ကြီးတရားရှိတော်ဇေဒီတော်ကြီးတည်တံအောက်ခင်းတခေရောက်ဖို့မုံရွာကနေတင်ရတယ်တဲ့တဲ့ဇီရောက်ဖို့မုံရွာကနေအဲ့ဒီတိုးကြီးချင်းတို့ဘလုံးများနေကြနေတော့မစင်းစမ်းမင်းကားတစ်စီးရောက်ဖို့၂ရက်၃ရက်လောက်ကြာမယ်ထင်တယ် လူတိုင်းကအရင်မရမဖြစ်ဘူးတဲ့လူတိုင်းကတိုက်တွန်းတယ်နိုင်ငံတော်အစိုးရကလည်းတိုက်တွန်းတယ်ရှင်ဘုရားမလုံးနဲ့မဖြစ်ဘူးရှင်ဘုရားမှာရေလည်းမရှိဘူးသဲလည်းမရှိဘူးအောက်လည်းမရှိဘူးဘာနဲ့လုံးမလုံးရေတူးလို့လည်းမထွက်ဘူးဒီတော့ဇေဒီအကြီးကြီးတဆူဘုရားဘလို့လို့လုံးမလဲဘုံတော်ဆိုရင်တော့ဟုတ်တယ်တခါကြီးဆိုနောက်နေ့ပြန်มาသေးကြတယ် ဆရာတော်ဘုရားကြီးကဖြစ်တယ်ဖြစ်အောင်လုပ်တာဖြစ်အောင်လုပ်တာပဲနတ်တွေကဟိုအုတ်ခေဖို့ပြီးတော့ပူဇော်နေတာမဟုတ်ဘူးအဲ့မုံရွာကနေအုတ်ခေရောက်နေတာဟာဘယင်မကြီးကေရုံပါအောင်လို့လည်းတကွမ်းမှမပြောမုံရွာကအုတ်ခေဒီကောမရောက်ရောက်သေးဘူးမုံရွာကသေးကောမရောက်ရောက်သေးဘူးလူတွေကမရရအောင်ခေါ်တယ်ရေတွေကဟိုးအဝေးကြီးကနေမရရအောင်ယူတယ် ကောင်းမှုအတွက်ဆိုရင်လုံးဝရေဝန်တတ္တိရှိတယ်။ဉာဏ်နဲ့ဉာဏ်မှလည်းဒီလိုပဲကောင်းမှုလုပ်တော့မယ်ဟောကအဖြစ်ဒီကအဖြစ်အဖြစ်တွေကဝင်နေဒါပေမဲ့ဆရာတော်ဘုရားကြီးကဘယ်ကိစ္စမှနောက်မဆုံးဘူး။ကောင်းတာလုပ်တာလေဆုံးเสียရလေအကြောင်းမရှိဘူး။ဆရာတော်ဘုရားကြီးကစိတ်ပြည့်တော်တယ်လို့လည်းမရှိဘူး။ အလုတ်တကူလောက်တဲ့ကဟာပင်ပန်းတော့ခက်ခဲလို့စိတ်ပြစ်သွားတာဆရာတော်ဘုရားကြီးရဲ့စောင့်ထင်းမှာစိတ်ပြစ်တယ်ဆိုတာမရှိဘူး။နောက်ဆုံးတယ်ဆိုတာမရှိဘူး။မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။မရနိုင်ဘူးဆိုတဲ့စကားလုံးမရှိဘူး။ဘုရားဘုမဖြစ်ဘူးလို့သွားရင်အသွားပြောရင်အမရဘူး။လက်မခံဘာဖြစ်လို့ကောင်းမှုလောက်တာပဲမရရအောင် လုပ်မယ်ဆိုတဲ့ရေဝန်တတ္တိရှိရဲ့ ဒါနဲ့မလွေဘူးတော့မလွေဘူးယုံကြည်တော့မဖြစ်နိုင်ပမ္မလုံဓာတ်ဒီလောက်လုံလဝရိယရှိပါဆိုလို့မဖြစ်နိုင်ဘုံဘုရကတော့တွေးကြည့်တာကိုယ်အနေနဲ့မဖြစ်ဘူးတရားတွေနောက်ဆုံးပြီးပြန်မှာဟာဒီလောက်ခက်ခဲတာတော်ပါပြီမြို့ထည့်ဒီလေးရတာပဲတို့ကြီးထည့်တော့ဇီရီကြီးမတီးတော့ပါဘူးလို့နောက်ဆုံးပြန်မှာတော့တရားတွေတရားရခိုင်လုံးပဲ ဆိုတော့ဆရာတော်ဘုရားကြီးဟာကောင်းမွန်အတွက်ဆိုရင်လုံးဝကိုရေဝန်တတ္တိရှိတယ်ဆိုတော့ယောဂီတို့ကလည်းပဲဩငါတို့ရဲ့ဆရာတော်ဘုရားကြီးဟာဒီလိုစိတ်ဓာတ်ရှိတယ်ငါတို့လည်းပဲအဲ့ဒီအတန်အတုလိုက်ပြီးတော့ကျင့်ကြံကျင့်ကြံရမှာပါရောလားလို့ယောဂီတို့နှလုံးသွင်းရနောက်ဆရာတော်ဘုရားကြီးရဲ့ဓမ္မနာကဘာရှိလဲဆိုတော့ ဆရာတော်ဘုရားကြီးကမှတ်ဉာဏ်ကောင်းအောင်အမြဲလုံထမ်းရမယ်ဆိုတဲ့ဓာတ်တနတ်ရှိဆရာတော်ဘုရားကြီးကမှတ်ဉာဏ်အမြဲတမ်းကောင်းတော့ယခုပဲနေခင်းကအစည်းဝေးလုပ်ဆရာတော်ဘုရားကြီးပြောသွားတာအများကြီးဖြစ်ဆရာတော်ဘုရားကြီးကစာရွက်လေးနဲ့မှတ်ထားတာမရှိဘူးနောက်ကအောက်ကလူတွေကစာရွက်နဲ့တော့မနည်းလိုက်မှိုက်နေရဘာလို့ဘာလို့ဆွန့်ကျွေးမယ်ဆိုရင်ဆွန့်ကျွေးတဲ့အခါအခက်အခဲတွေတင်ပြတာဘာဘာဘာခက်ခဲနိုင် ကဲဘာကတော့ဘသူကစီစဉ်ရမယ်ဘာကတော့ဘလို့လောက်ရမယ်ဘသူကလုံးမလဲစသည်ဖြင့်ပူကြီးတစ်ခုအတွက်တကယ်ဆိုရင်ဒါနိုင်ငံတော်အဆင့်အစည်းအဝေးတွေလောင်းပြီးတော့တိုင်ပင်လာတော့မှတလွေတချို့နိုင်ငံတော်အဆင့်တော့လွှတ်ချော်တယ်အများကြီးပဲဆွန်စားရမယ်ပကံမရှိသေးဘူးလေရောဆွန်စားပြီးမှဟဲ့ရင်တော့ရောက်လာတာတရောက်နိုင်ငံတော်ပွေးတယ်ဒီကိုဆရာတော်ဘုရားကြီးကတထိုင်တင်းနေတယ် ဖြစ်လာမဲ့ပြဒနာကိုကြိုတွေးပြီးသားဘာမလုပ်ရင်ဘာဖြစ်မယ်ဘာမလုပ်ရင်ဘာဘာဖြစ်မယ်အလုံးတထိုင်လေးနဲ့ထိုင်ပြီးပြောနေဒါတွေကစဘလုံးလုံးမလုံးတော့အလုံးအိုင်ဒီယာတွေထုတ်ပေးတာဘယ်ပညာရှင်မှဘယ်အင်ဂျင်နီယာဘယ်ဒီဇိုင်နာမှလာတာမဟုတ်ဆိုတော့မှတ်ညာကောင်းအောင်လုပ်ထားတယ်ယောဂီတို့လည်းအောင်မြင်ခြင်းနဲ့ကြည်ပွားခြင်းနဲ့ဆိုရင်မှတ်ညာကောင်းအောင်လုပ်ထားရဘလုံးလုံးထားတယ်တရားထိုင်ရင်တော့မှတ်ညာကောင်းတယ် တရားထိုင်ရင်မှညာကောင်းတယ်။ဆရာတော်ဘုရားကြီးကဒီလိုပဲယုတ်ပြီးတော့လှူတာတန်းတာတွေယုတ်ပြီးတော့ပူဇော်တာတွေကြိုးပြိုးပြီးတော့အဲ့လိုနေခြင်းသလိုနေနေလို့တော့မထင်လိုက်ဘူး။ဒီလောက်ဆိုရင်ဆရာတော်ဘုရားအဲ့ရမှာစင်ကြပြီးတော့ဖုံးနေပို့နေပြီးမထင်နဲ့။ဖက်စပုတ်တွေတို့နေပြီးမထင်နဲ့။တရားထိုင်နေပြီ။တရားထိုင်နေ။ယုတ်ပြီးတော့မကြုံရင်တော့ရောင်းကြည့်လို့ရတယ်။ဆရာတော်ဘုရားတရားထိုင်နေ။ ဘဝတော်လည်းနေခဲ့တာနှစ်တည်းအများကြီးပဲအဲ့ရမှာဇိမ်ခံပြီးနေတာ တခါမှယနေ့ထိဒီမြင်လုံးနဲ့တခါမှမမြင်ဘူးဇိမ်ခံပြီးတော့နေတာလေတခါမှမမြင်ဘူးဟာစိတ်ပြင်နေပဲတခါလေဒီလိုကြီးလှင်းနေတာတောင်မှမမြင်ဘူးတကယ်ကိုတကယ်ကို လုံးလဝီရိယအာမယော တရားအရာမာရောပြောဖွယ်မရှိဘူးဆိုတာယုတ်ပြီးတော့သိထားရဒါပြင်ယုတ်ပြီးတော့ဆရာတော်ဘုရားကြီးကအလွန်မှတ်ညာကောင်းတယ်အလွန်မှတ်ညာကောင်းတယ်လူဆွေလေးတခါလာနှုတ်ဆက်ပြီးအဲ့ဒါမမေ့တော့ဘယ်တော့ကမသိဘူးဘာဖြစ်တယ်အတိကြကုန်ပြောနိုင်အတိကြကုန်ပြောနိုင်တယ်ဘုမရောသာအနားမြင်မေ့တော့ဘုမရောဒီနေ့တွင်မနေ့ပြန်သိမှမှတ်ခြင်းမမှတ်မိတော့ဆရာတော်ဘုရားကြီးကအကုန်မှတ်မိတယ် အဲ့ဒီတော့မှတ်ဉာဏ်ကောင်းအောင်ဘာလုပ်ရရန်တယ်လဲဆိုတော့တရားထိုင်ထားတာပဲတရားထိုင်ထားတယ်ဒါပြန်ယောဂီတော့လေတရားထိုင်ရဒီတော့မှမှတ်ဉာဏ်ကောင်းတယ်နောက်ဆုံးတစ်ချက်ဇာရဘုရားရဲ့ဓတနကဘာရှိလဲဆိုတော့တည်ငြိမ်အောင်နေရမယ်ရင့်ကျက်အောင်နေရမယ်ဇာရဘုရားကြီးဟာတည်ငြိမ်တယ်ရင့်ကျက်အဲ့ဒါကြောင့်လူတိုင်းကလည်းကြောက်ကြတယ်လေ ဘုံတို့လည်းအနာသိမ့်မှကြည်ဒီညီနဲ့ရင်ကျက်တယ်နေတာထိုင်တာပြောတာဆိုတာယုတ်ကြီးတော့ကြည်ဘယ်ချိန်ကြည့်ကြည့်ဒီဒီတိုင်းလဲယုတ်သွားတာပြက်သွားတာမရှိယုတ်သွားတာပြက်သွားတာမရှိကားပေါ်မှာဆိုပါစို့ယုတ်ကြီးတော့ခကြီးသွားတယ်ဟောမန္တလေးကရန်ကုန်သွားမယ်6နာရီခန္ဓာနာရီကားစီးရတယ် ရှင်ထောက်ကဒီလိုရှက်ပြီးဒီလိုထိုင်နေဆိုဒီထိုင်နေတဲ့အတိုင်းရှင်ထောက်တွေပါတယ်ညောင်းလို့ဆိုပြီးအပေါ်ကတင်ပြီးတော့စောင့်ကြောင့်ထိုင်တာတွေလက်တွေကဘူးတော့ကားလို့နေတာတွေမရှိဘူးဒီလိုကတထိုင်ဆိုဒီတိုင်းတထိုင်နေလိုက်တာတဘုံတို့ကတော့မရဘူးညောင်းညောင်းတယ်လို့နေခြင်းတယ်လို့နေတာပဲရှင်ထောက်ကလည်းအပေါ်တင်တင်ထတင်ထမတော်ကြတင်မလဲကွမတော်ကြအောက်ချမတော်ကြဒူးထောင်ပဲ ဆရာတော်ဘုရားကြီးကအဲ့လိုမရှိအဲ့ဒါဒီတည်ငြိမ်ခြင်းရင့်ကျက်ခြင်းဆိုတဲ့သဘောနောက်ပြီးတော့အမူအရာကစိတ်ကိုပြောင်းစေခြင်းနေပုံထိုင်ပုံကလေးကတခါတည်းတည်တည်မတ်မတ်ဖြစ်တဲ့အတွက်ကြောင့်စိတ်ကလည်းပဲတည်တည်မတ်မတ်ပဲဒါရီဟာဘုံဘုံတော့ရုပ်ပြီးတော့အတွက်အတုယူစရာလေးကျန်တယ်လေအများကြီးကျန်သေးတယ် ဒါဘုံတော့မှတ်မိတလို့ညနေကနေမှတ်မိတလို့စဉ်းစားပြီးတော့ဇာရွင်းနဲ့ချရေးချီဒါဆိုရင်အချင်းချင်းအပြင်ပြန်ပြောရင်အလုံးဒီဒီကနေ့စစ်တချက်ပေါ့ဇာတော်ဘုရားကြီးဟာဆွတောင်းတဲ့ဝါဒမရှိဘူးအလောက်လုံးတဲ့ဝါဒပဲရှိဇာတော်ဘုရားကြီးဟာဆွေးမြေ့တဲ့လုံလဝီရိယရှိရမယ်ဆိုတဲ့ဒီဒသနရှိတယ် ဆရာမယားကြီးဟာဘယ်တော့ပဲအလောက်တည်းများများတဲ့တရားကိုမဖြစ်ရဘူးဆိုတဲ့အယူအဆရှိတယ်။နောက်ဆရာတော်ဘုရားကြီးဟာလူကိုမမုန်းတိရဘူးအလောက်မကောင်းတဲ့အလောက်ကိုပဲငါတို့ဝိုင်းဝန်းပြီးတော့ကန့်ကွက်ရမယ်ဆန့်ကျင်ရမယ်ဆိုတဲ့ဝါဒရှိလူကိုဒေါသမထွက်ဘူးအလောက်ကိုပဲဒေါသထွက်တယ်မကောင်းတဲ့စိတ်ကိုပဲဒေါသထွက်တယ် ။ဟောဆရာတော်ဘုရားကြီးကမေတ္တာတရားအလွန်ကြီးမားတဲ့ပုဂ္ဂိုလ်။နောက်ပြီးတော့ဆရာတော်ဘုရားကြီးဟာတရားကိုစံထားရမယ်ဆိုတဲ့ဒီဒန္တနာရှိ။နောက်ပြီးတော့အများအကျိုးကို ကြည့်ရမယ်ဆိုတဲ့အယူအဆရှိ။နောက်ပြီးတော့ဆရာတော်ဘုရားကြီးဟာယတ္တမြတ်နဲ့ချောချံစွာ နေထိုင်တတ်ရမယ်ဆိုတဲ့ဒီအယူဆရှိ ဒီကနေ့ထိမှဒီပြဒနာရှိတယ်ဟောဝါနဲ့မရောင်းရင်ဒီဟာနဲ့မရောင်းရင်သူများရှိရင်လိုချင်တယ်သူများရရင်လိုချင်တယ်အဲ့ဒီပြဒနာရှိဆိုတော့ဒါယုတ်ကြီးတော့ဘုံဘုတော်အတွက်ဒါအတုယူလိုက်နာကျင့်သုံးစရာပဲနောက်ဆရာတော်ဘုရားကြီးဟာကောင်းမှုအတွက်ဆိုရင်အလွန်ရေးဝန်းတတ္တိရှိတဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးဖြစ်တယ် ဘလောက်ပဲတန်းတန်းမရဘူးသနာနဲ့လာပြည့်ပြစ်သွားမယ်။ကောင်းမှုအတွက်ကတော့နောက်မဆုံးဘူး။နောက်ပြီးတော့ဆရာတော်ဘုရားကြီးကအလွန်မှတ်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်။အကုန်လုံးကစာအုပ်စာရွက်ဘောပင်မပါဘဲနဲ့ဒီတိုင်းဒိုင်းတိုင်းဆိုပြီးတော့စီမံသွားတာ။နောက်ဆရာတော်ဘုရားကြီးဟာအလွန်တည်ငြိမ်တဲ့ယဉ်ကျေးတဲ့ပုဂ္ဂိုလ်သူဖြစ်တယ်။ အဲ့ဓာဒီကိုယောဂီတို့ကဆရာတော်ဘုရားကြီးစီကယူရမင်းကျင့်သုံးရမင်းလိုက်နာရမင်းအဲ့ဒီတော့မှယောဂီတို့ဘဝလေးပဲတိုးတက်မြင်မာလာမှာဖြစ်ပါလေလို့ပြောလို့ရင်းနေဣတိယဓမ္မကိုနေကုန်ကံပသုံးသပါသည်ယောဂီအပေါင်းတို့ကောင်းတော်သာသာ